အမေတရားမြတ်လို့သူများအလုံးမင်္ဂလာပါဒီနေ့ကျွန်တော်စကားလေးနဲ့ပြောပါမယ်အဲ့အကြောင်းကျွန်တော်တို့မြန်မာစကားပုံအရက်မှန်တယ်ဗျအလုံးလုံးတဲ့လူကအဖန်မထွက်ဘူးတဲ့အလုံးမလုံးတဲ့လူကတော့အဖန်အရန်ထွက်တယ်ဆိုတာဒီစကားအရက်မှန်တယ်ဘာဖြစ်လို့ကျွန်တော်လဲ YouTube ပေါ်မတက်နိုင်ဘူးဘာဖြစ်လဲကျွန်တော်ကျွန်တော်မိသားစုအတွက်ကျွန်တော်ရဲ့နော်ရဲ့တရေတို့ကအလုံးလုံးနေရတယ်အဲ့တော့မအားဘူးမအားတဲ့တော့ဒီ YouTube ပေါ်ကိုကျွန်တော်ကမတက်နိုင်ဘူးနော်အလုံးမလုံးတဲ့နေ့တွေဆိုရင်ဒီလိုမျိုးတက်နိုင်တယ်အဲ့ဒါအလုံးအားတဲ့နေ့တွေဆိုတော့ တတိကိုသိတဲ့တတိနဲ့ရှာပြအဲကြောင့်တွန်လိုင်းရေးမှာလဲအလုံးမလုံးတဲ့လူတွေကအဖန်အရန်ထွက်တယ်လိုက်ပေါ်အရန်တက်တယ်အဖွေးစီးအဲအကြောင်းကိုအရန်လုံးပြကြတယ်တကယ်မြေပြမှာသူကဘာမှမလုပ်ဘူးအလုံးမလုံးဘူးအဲကြောင့်အလုံးအဲမြေပြမှာအလုံးမလုံးတဲ့တွန်လိုင်းတို့ကအလုံးမလုံးတဲ့ပြတဲ့အာရနေလို့လိုက်ပေါ်မှာအာရှုံတော့ကြောင့်တွေးရတယ်တွန်လိုင်းရဲ့အနေနဲ့တကယ်လည်းလုံးတဲ့လူကြတော့အဖန်ထွက်မလာဘူးသူကလည်းသူလုံးမကြတယ်အောင်မြင်မှုကိုလည်းကိုသူတို့ရှာပြကြမလို့ဘူး အချင်းချင်းမပေါ်လာတဲ့ဒီအုံမျိုးဟာဒီမင်းမင်းလေးပဲကဒီဖွေးရဲ့နော်ဒီစကားစားပေါ်ရှိမှုမှုစကားစားကိုဒီလိုတိုင်းမှုခိုင်မှုစကားစားဘီလိုအနိုင်ယူမှုတွေဟာသူ့အနေနဲ့ပေါ်လာတယ်တကယ်အလုံးလုံးလူကြီးကြတော့ဟိုးရှင်းပေါ်ဝေတီကဟာတွေကိုတင်ပြပေးအားကျွန်တော်ဒီလောက်ခဲ့တယ်အခုလောက်ခဲ့ဒီလိုစူးစမ်းနေပါတယ်ဘာလဲဆိုပြီးပြည်သူလူထုကြမှာဟုတ်လားမှုန်ဝဝဖြစ်လာတဲ့သူတို့ရဲ့အတိတ်အနာဂတ်ကိုပြန်ပြီးဟုတ်လားမီဒီယာအောက်ကနေဖွာတာကိုကျွန်တော်တွေ့ရတယ် နော်ဒါရောကျွန်တော်အဲ့ဒါပြောချင်တာမဟုတ်ပါဘူးကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းရင်းကနော်ကျွန်တော်ရခိုင်ဒေသနဲ့လက်ရှိဒီမြန်မာနိုင်ငံမှာလေတက်ဌာနချုပ်တွေချီးတဲ့နော်မန္တလေးတရားဥတောင်ကုန်းလေတက်မကွေးလေတက်မကြီးလာလေတက်နော်ရန်ကုန်ပါဝင်ပေါ့နော်အဲ့လေတက်တွေကိုတော်လည်းလက်ရှိတော်လည်းရဲ့အဖွဲ့စီတာဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်တုံ့ပြန်သွားမှာဖြစ်ပါတယ်ဒီတော့လက်ရှိတိုက်ပွဲရတော့အများကြီးပြင်းထန်နေတယ်ဒီတော့ကျွန်တော်လေးရည်စားလေးတော့ပြောအောင်ပဲဗျာနော် ါလဲဆိုတော့ဒီဥက္ကဋ္ဌရဲ့တုံးရရရှိပြပါတော့ကေရရနေပြီလေဒီဟဲ့ရင်ပြချတဲ့ကိစ္စမှာအဲ့ဒီမှာလဲသိလားဗျောင်းလိန်ဗျောင်းစားတွေစကားစားဘက်ကလည်းကျွန်တော်ခင်ဗျာစဉ်းစားကြည့်လိုက်မိတိခါမမိတိအတွက်မှဝန်ခံဆိုတာမရှိဘူးသူတို့မှာသူတို့ဘာတော်ဝန်ယူဖို့ဝန်ခံစိတ်ဆိုတာမရှိဘူးဟုတ်တယ်ဗျာရန်သူနဲ့တိုက်ပွဲဖြစ်လို့ပြပလိုက်တယ်ထိသွားတယ်ဘာဖြစ်ပါလဲ ။ဒါတိုက်ပွဲဖြစ်နေတာလေဟုတ်လားတိုက်ပွဲဖြစ်နေတာသူ့ကိုဒီကမကြိုက်လို့သူ့ကိုတိုက်နေတာဒီကလည်းဒီဖက်ကလည်းငါတို့လည်းငါတို့အနာမြင့်ဖို့ပြန်တိုက်နေဒီတရားသေတယ်ပြတ်တယ်ဆိုတာနှစ်ဖက်စလုံးမှာချိနေတာပဲဥမာတော်လိုင်းဖက်မှာပြိမဲ့ဆိုလို့ချိနေကြာဆုံးသွားရေးပေါ်တွေကိုဟုတ်လားခက်ခက်နာနာနဲ့အဘေးနေဘေးနေကဘေးတိုက်ပွဲမှာကြာဆုံးသွားပါတယ်ဆိုပြီးရင်နော်တကြုံမှုတွေတကြုံတဲ့နော်ပွဲတွေလုံပြီးပြည်သူလူထုကိုချပြတယ်ဝန်နေချင်းအထိတ်မဲ့ပြပြထားသူတို့ကြာဆုံးသွားတဲ့ ဒီရေးပေါ်တွေကိုကွန်ပျူတာအနေဖြင့်ခြားပြကြတယ်စက္ကစမင်းအွန်လိုင်းတဲမှာတော့အဲ့လိုမျိုးကိုလုံးဝမခြားပြဘူးမခြားပြတဲ့အပြင်သူတို့ရမီဒီယာလို့ခေါ်တဲ့ပေါ့နော်သတင်းလိမ်သမားတွေမီဒီယာတော့မဟုတ်ဘူးခေါ်သိမှာဘူးဒီကိုငလိမ်သမားတွေပြေပြေတွေ့မှာလိမ်လို့ရတာပြေပါကလည်းပြေပါသတင်းကိုလည်းဘာမှသိတာမဟုတ်ဘူးပြေပါကိုလည်းသူတို့သတင်းနဲ့ခြားပြလို့မရဘူးအဲ့တော့ပြေတွေ့မှာရှစ်လူတွေပိတ်လိမ်လိမ်တဲ့ချင်းချင်းမြန်မာနိုင်ငံသားတွေကိုစိတ်ဒုက္ခပေးတဲ့ကုန်တွေပေါ့ဗျာလိမ်ပြီးအောက်တန်းကြရစောပေါ့အဲ့ကောင်ရှာတယ်လိမ်နေ ယဟင်ပြချနာမဟုတ်ပါဘူးပြကြတော့ဖြစ်မှာပါဟိုဟာဖြစ်မှာပါတိမထောက်ထောက်နေနဲ့ရှားပြတယ်ပြကြတော့နေရာတွေဘုလားကေရတော့ပြီးအဲ့ဒီကြားတဲ့နေရာဘုလားအလောက်ပဲနှလုံးပါတယ်လက်နဲ့တည်ရောဘယ်လိုဖြစ်သွားလဲပြတက်ပူစင်တဲ့ပြားထားတယ်ဒါပေမဲ့လည်းလင်ကြတာပဲဗျာနော်ဘာဖြစ်လဲသူတို့ကမွေးကတိကအဲ့လိုအောက်တန်းကြတဲ့စိတ်နဲ့မွေးရတဲ့ခုံလေးဖြစ်တဲ့တွင်းနဲ့အခုလက်ရှိအောက်တန်းကြတဲ့ဖွေးစီအမှလည်းသူတို့ကပူပေါင်းတဲ့တွင်းနဲ့သူတို့ရဲ့အောက်တန်းကြစိတ်ကပေါ်ဘယ်လိုဘက်ကို ဖုံးကွယ်လို့မရဘူးနော်စကားဆက်တဲ့ခင်ဗျားကြောသိပါတယ်ဟုတ်လားဒီကျွန်တော်တို့ဒီပင်းနော်အဲ့ဒီ OD ကိစ္စမှာလဲကျွန်တော်ပြောတယ်အများကြီးမြန်မာနိုင်ငံလေးမှာဟုတ်လားအမှန်တရားကိုမြင်တဲ့မြင်လို့တဲ့လူတွေရှားပြတယ်သို့တော်လေဟုတ်လားတစင်ဦးတို့ကြော်စိုးဦးတို့ဇော်ပိုးဝင်းတို့ကြော်မျိုးမင်းတို့ကတော့ခင်ဗျားဖင်ပိတ်ပိတ်လင်ကြတာပဲညင်ကြတာပဲနော်အဖေကမြင်လာပဲအဲ့တော့အဲ့ဒီအငင်းရအကျိုးဆက်တွေကဘာဖြစ်လာမလဲဆိုတော့ခြားပြမယ် လက်ရှိမြန်မာနိုင်ငံမှာလေတဲ့ဖွင့်စီပေါ်နေတဲ့ရှိတဲ့နေရာပေါ့နော်၄၅၆ခုရှိပါတယ်မန္တလေးတာဝန်ဦးတောင်ကုန်းလားဘကွေးမိထီလာရန်ကုန်နော်ကျွန်တော်မသိတာရှင်းအောင်ပါပါအဲ့ဒီအဲ့ဒီလေတဲ့ဌာနချုပ်တွေကအခုကတည်ငြိမ်မှုမရှိတော့ဘူးလေတဲ့ထိမှာရှိတဲ့မိသားစုတွေလေတဲ့ထိမှာတာဝန်ထမ်းဆောင်နေတဲ့မိသားစုတွေအပြင်မှာနေတဲ့မိသားစုတွေကိုတည်းကကြောက်လန့်နေရတယ်အပြင်မှာထွက်ရေးဘူးညနာမှာပြားရေးဘူးပြည်သူလူထုကိုဘာလို့တော့ အဖွေးစစ်တစ်ခုမှတာဝန်ထမ်းဆောင်နေတယ်ဆိုလို့ရှိရင်အဲ့ဒီလူကဟဲ့ဒါဘသူသူရဲ့သားဘောမိနာမှာရှိတယ်သူရဲ့သမီးဘောသူရဲ့ယောက်ျားဘောမိမာရှိတယ်ဆိုတာကိုဟုတ်လားပြည်သူလူထုကသိပြီးသားဖြစ်တယ်အဲ့တော့ဥမာပဲဗျာဒီဒီပြည်အိုထိမှာဘုံတော်ကြည့်တယ်ရခိုင်မှာကြောက်တော်မှာကြည့်တယ်ရသေးတော်မှာကြည့်တယ်ပေါတော်မှာကြည့်တယ်အခုကြောက်ဖြူမှာကြည့်တယ်နော်ဘုံကြည့်တယ်အဲ့ဒီတော့အဲ့ဒီဘုံကြည့်လိုက်တဲ့လူတွေရဲ့မိသားစုတွေက သူတို့ယောက်ျားတွေကသူတို့ရဲ့မိသားစုတွေချေးပြီးတော့ခင်ဗျာစစ်တဲရမှာခင်ဗျာဆိုဟိုလာဒီတာဝန်ထက်ဆုံးတော့လာကျဲတော့ပြီဒီဘက်ကလူတွေကသူတဲအဲ့ကောအဲ့ကောရဲ့အဲ့ကောမရဲ့မိသားစုပေါ့ဘေမျိုးတော့ဘေဒီသားဘုံပေါ်ချေးတဲ့ကောအဲ့ဒီကောချေးတာလေအဲ့လေမျိုးအကောပဲဟလာသူ့အဖေပေါ့ဆိုတော့ဒီကောင်တွေကအလိုလိုတွေတော့သက်သာမလိုဘူးနော်လူတွေရဲ့ဒီတော့အကြည့်ကျူးကျူးသက်သာကြည့်လာတော့သူတို့ကကြောက်ပြင်းအပြစ်မထွက်ရတော့ဘူးအပြစ်မထွက်ရတော့နဲ့ဘလောက်ပင်သူတို့မှာ ချက်တာငွေချင်းချင်းနေပါစေဘယ်တော့မှနောက်ကာပါလေချင်းနေပါစေသူတို့ကအလုံးလုံးနဲ့စိတ်တွေကချင်းကျုပ်ပြီးရင်သူ့ဘဝသူထောင်ချနေတယ်လို့ဖြစ်နေတယ်လွတ်လပ်မှုမရှိတော့ဘူးနော်အဲ့ဒီတော့အခုလက်ရှိတော်လိုင်းကြီးမှာဖွေးစီတဲ့နောက်ဘာဖြစ်လာလဲဆိုတော့တိတ်မကြခင်နော်ကြားပါလိမ့်မယ်လေဓာတ်တွေမြန်မာနိုင်ငံမှာရှိတဲ့လေဓာတ်တွေမကြခင်သတင်းထုတွေကြားတော့မယ်ဘာဖြစ်လို့လဲအဲ့ဒီလေဓာတ်မှာရှိတဲ့မိသားစုဝင်တွေလေဓာတ်နဲ့ပတ်သက်တဲ့လူတွေလေဓာတ်ဌာနတွေကိုဘယ်လိုလုပ်မလဲဆိုတာကို ျွန်တော်ကဒီနေရာမှာနော်တိတိကျကျပြောလို့မရဘူးကိုကြားတတ်တာပြောတယ်ဖြစ်နေမကြားခင်မှာခင်ဗျားတို့ကြားလိမ့်မယ်လေတဲကြီးတဲ့မိလောင်တဲ့ကိစ္စကြီးတွေနော်ဘလို့မိလောင်ပါလဲပုံချာမိလောင်မလားချော်တိုင်းပုံမိလောင်လားသို့မဟုတ်လေတဲမှာတောင်းအထက်ဆုံးကမိသားစုတူကိုပြသက်မလားယောမိရောလက်တက်ပြဒီလိုတက်ခင်ရမယ်ဆိုပြီးတော်လဲဖွေတာဖန်စီတက်ပြမလားလာမဒီလုံရက်တွေလုံဖို့အတွက်နော်တဖြည်းဖြည်းနဲ့ဒီပလန်ကသူတို့ဆွလာတဲ့ပလန်ကပူပြီးရင်တင်းကျက်လာအရင်ကတော့ရှိတယ်ကြာ ဒါပေမဲ့အဲ့ plan ကိုတည်တည်တည်ချာချာမလုပ်ကြဘူးဟိုဒဇက်ဒီဒဇက်နဲ့ပေါ့နော်သူတို့ကဒီလိုလုပ်ရင်ကောင်းမယ်ဒီလိုလုပ်လို့ကောင်းမယ်ဆိုပြီးလေးပေါ်မှာသူတို့တည်ဆောက်ကြတယ်အခုလက်တွေ့တည်ဆောက်တာကျွန်တော်ကြားရတယ်မြင်ရတယ်လက်တွေ့တည်ဆောက်ထားတယ်အဖွဲစဖွဲထားတယ်ဖီဒေတာမှာပြေလူဦးရေဘယ်လောက်နဲ့ဒီလေတဲကိုဌာနကိုဖြိုးပါသိခဲ့ပေါ့နော်ကွမတူပေါ့မန္တလေးမှာလူဦးရေဘယ်လောက်နဲ့မန္တလေးတာဦးလေးစိတ်ကိုဖြိုးမယ်တောင်ငုံမှာလူဦးရေဘယ်လောက်နဲ့တောင်ငုံလေတဲကိုဖြိုးမယ်မကွေးမိထီလာရန်ကုန်နော်အဲ့လိုမျိုး စူးဖွေးစီလိုက်ပြီးတဲ့ပြီးတော့တဲ့အချိန်ကြီးအခုတော့ပြီးပြီးတော့ပြီးဟမ်အဲ့တော့ဘယ်နေ့ဘယ်ချိန်မှာသူတို့ကတိုက်တွေစားမလားနော်အဲ့လိုဒီစကားစားရဲ့နေတဲ့ဌာနချုပ်တွေကိုပေါ့နော်အဲ့ရှိတဲ့လေးခုကခုကိုတိုက်တွေပဲစားမှာတော်လည်းဖွေးရသို့မဟုတ်တခုချင်းစင်စားတော့မလားဆိုတော့ကိုတော့ကျွန်တော်တို့ဒီပိဒါဘောပါဘောနော်ဖင်းတော့ဒီမှဲသားပြင်ပေါ်ပါကြီးချူရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ကျွန်တော်ပြောချင်ဘူးဘယ်နေ့ဘယ်ရက်လဲဆိုမသိဘူးဒါပေမဲ့ ဖြစ်လာမှာတော့ကိုစင်းကားရခိုင်တို့ကိုပြေမလွတ်ဘူးဆိုခမယောက်သိထားဖို့လိုတယ်စာကစားကုန်လေအဲ့တော့အဲ့ဒီစာစာလေတဲမှာတာဝန်ထက်ဆောင်တဲ့မိသားစုအနေနဲ့เนาะဒီသားနေဇန်လေးကเนาะအမုတ်မပါဘူးအကျံပေးရှင်တာခမယောက်တို့အပေါ်အလာဆင်ရှင်ပါအနေအထိုင်ဆင်ရှင်ပါခမယောက်လည်းငါမရရင်တွေးဖြစ်တဲ့ပုံစံမျိုးနဲ့ဟုတ်လားတော်လည်းဖွေးတွေကိုမလုံးနဲ့တော့တော့ပြည်သူလူထုကိုသက်တယ်ကျောင်းသားလေးမချောင်းကလေးလည်းမချောင်းလူကြီးလည်းမချောင်းသက်ကြီးရွယ်ဦးလည်းမချောင်း မျိုးပြောင်းနှီးမျိုးစုံနဲ့သက်တယ်အခုတော်တိုင်းရဲ့အဖွဲ့ရအခပြားလုံးပုံစံမျိုးနဲ့လုံမယ်လို့အခုသူတို့သက်တိုက်တဲ့ချလိုက်တဲ့အချိန်မှာခမရတို့နေပြော်ရလာလို့ကျွန်တော်မေ့ချင်တယ်ကျွန်တော်ကလည်းချင်းချင်းပြောတာကိုကြားထားတဲ့တဲ့ကိုမျိုးပြောတာအခုတော်တိုင်းရဲ့အဖွဲ့တော်တော်များများကအဲ့ဒီလူမျိုးလုံဖို့အတွက်သူတို့မှသက်တိုက်တဲ့ချထားတာဖြစ်တယ်သူတို့မှတိသက်ခွင့်မတူကိုယ်တွေဖွေးလိုက်တာကိုကျွန်တော်ကြားရတယ်တော့အဲ့ဒီခွင့်မတူဖွေးမှလူအများကြီးမပါဘူးလူအယောက်90အောက်မှာပဲရှိတယ် အဲ့ဒီ90အောက်ကနေပြီးရင်ဖွေးမှာဥမတောင်ကုန်မှာဆိုရင်လည်း90အောက်ပေါ့နော်အဲ့ဒီဖွေးလူတွေကချင်းပြောမှာဆိုရင်ဒီသူ့အသက်တွေကိုပေးပြီးရင်စကားစားရဒီကတောက်တက်တွေဖြစ်တဲ့အဲ့ဒီလေတဲ့တို့လေတဲ့ဌာနချုပ်တွေလေတဲ့မှာတောင်ဝထက်ဆောင်မိသားစုတွေကိုဟုတ်လားအပိခံတို့ဖို့အတွက်သူတို့ကလှုပ်ထားတာဖြစ်တယ်မန္တလေးမကွေးရန်ကုန်မိထီလာပြီးတော့ခင်ဗျားတို့အနေနဲ့ဒီကိစ္စကိုကိုဘွားလုံချုံရတဲ့ခင်ဗျားတို့ဘာလုပ်သင့်လဲဆိုတော့စဉ်းစားကြပါနော် ဝေဖန်ဖို့ပြောတာမဟုတ်ဘူးခင်ဗျားတို့ကိုသိအောင်သိထက်အောင်ကျွန်တော်ခြားပြတာနောက်တစ်ချက်ကဘာလဲဆိုတော့ကိုလုံးတောက်ကိုမဝင်ခံရဘူးသတိသူရေဘောကြောင်တဲ့လုံရက်တွေကိုတွေးရတယ်စာကစားနေတဲ့နော်စာကစားနေအခုပတ်သူရေဘောကြောင်တာမဟုတ်ဘူးတဲချွေတို့ခင်ကျော်လက်ထက်မှာပေါ့သူရေဘောကြောင်ကြောင်ခေတာနော်အဲ့ဒီကတော့သူတို့လောက်တဲ့ဟာလေကိုသူတို့မလောက်ပါဘူးဆိုပြီးနင်းမျိုးစုံနဲ့အဲ့ဒီအဲ့ဒီချိန်မှာဆိုတော့ညမီဒီယာတို့ပြောရမှာပေါ့နော်ဒီနိုင်ငံတကာလည်းသူတို့ကထောက်ချမ်းထောက်ခဲ့ထောက်ပံ့ရှိနေဆိုတော့အဲ့ဒါနဲ့လိမ့်နေ စစ်ကြောင်းထိုးတဲ့ကရှင်ပြည်မှာကရင်ပြည်မှာစစ်ကြောင်းထိုးတဲ့ကျေးရွာတွေကိုမိရှိုးတဲ့ဖျက်ဆီးတဲ့တက်ဖြက်တဲ့မဒိန်ချင်းနဲ့အဲ့တော့ဒီတော်လိုင်းဒီကရှင်ဘက်မှာတော့ကရင်ဘက်မှာဆိုရင်လည်းအဲ့ဒီရှိမှာဒီလောက်ထိမီဒီယာအောက်ကမနိုင်တဲ့အတွက်နဲ့ပြည်သူလူထုပဲခင်ရတယ်အဲ့ဒါကြတော့လဲသူတို့ကနောက်သတင်းစာတွေမှာအဲ့ဒါသူတို့လောက်တာတွေတက်ပုံတွေရိုက်တယ်တော်လိုင်းဝက်စုံတွေဝက်ပြီးရင်ဟာတော်လိုင်းအဖွဲ့တွေလောက်ပါတယ်ဆိုပြီးဝါဒမတိုက်ပြီးတော်လည်းအဖွဲ့ကိုပြည်သူလူထုတွေတိုက်တယ်။တချင်ကအဲ့လိုမျိုးအောင်မြင်ခဲ့တာတိုးတိုးလည်းအခုလက်ထိ2021နောက်ပိုင်းမှာလည်းမအောင်မြင်တော့ဘူး။ သူတို့လောက်တာတွေကိုအားလုံးကိုပြည်သူလူထုသီးသားပြည့်နေသူတို့ဟာကြောင်ကြကြပဲလိန်တော့တယ်။စောင်းယူမဆိုင်တော့ဘူးမျက်နှာကြောင်တိုင်းပြည့်လိန်တယ်လို့တမန်ပါဘောနော်။ဘာဖြစ်လဲငါလိန်နေပေါ့ဗျာ။အဲ့လိုဖြစ်နေတွေ့ရတယ်။အဲ့တော့အဲ့တတအုပ်လေစိနေတဲ့ဒီဘောနော်ဒီစကားဆိုင်လေတဲ့နဲ့ပတ်သက်ပြီးရင်မနေ့ကဆိုရင်လည်းကျွန်တော်ကြောက်ထူပါဟုတ်လားကျေးတော်တာဖြစ်တယ်အဲ့တော့ကြောက်ဖြူကိုဒီလောက်လောက်ထိဘုံလာကြည့်ပြီးတရက်ထိမှနှစ်ချိန်သုံးချိန်ကျေးတော်ပြီဆိုရင်တော့ကြောက်ဖြူကကြာဖို့နှီးဆက်တော့ပြီးတော့ကျွန်တော်မြင်တာပေါ့နော် စကားစကားအဲ့ဒီမျိုးတွေကြေးရွာတွေကြာတော့မယ်အဲ့ဒီ desk ကနေကြာတော့မယ်ဆိုရင်ဘူးမကြမကြကြေးရတယ်တကယ်မတစ်ချိန်ဆုံးကြေးလို့ကြေးတယ်နော်နောက်ဆုံးသူတို့ရရပြချင်းချင်းပြောမယ်ဆိုရင် second door တို့ဘာဖြစ်ချင်တာဖြစ်ဆိုပဲအဲ့လိုမျိုးကြေးတာကြေးအခုလည်းကြောက်ကြည့်ပါဆိုတော့ကြောက်ရွာသိမကြတော့ဘူးဒါတော့နောက်တစ်ထပ်လာတဲ့တင်းကဘာလဲဆိုတော့တော်လေးအဖွေနေနေနော်တရုတ်ကိုအခုကတောင်းပန်မဲ့စကားမဟုတ်တရုတ်ကိုကျွန်တော်တို့ကချောပြီးပြောမဲ့စကားမဟုတ်ဘူးတော်လေးအဖွေတာတရုတ်ကိုမမာတင်းတင်းပြောဖို့စကားဖြစ်လာပြီးတော့ကြောင်ကြားတယ်မဟုတ်တော်လေးအဖွေတွေကိုယ်တိုင်ကတရုတ်ကို ဟုတ်လားနေနဲ့ငါနဲ့အရင်ကားကိုပြဟုတ်လားအကိုတေဦးကြီးရေခွန်မဲ့အစအခုဆိုရင်အဲ့လိုမဟုတ်ဘူးနေနဲ့ငါနဲ့ပြောဖို့ဆိုရအတိုက်တာတစ်ခုရောက်လာတော့တွေးရတယ်ဒီတော့ဘာဖြစ်လဲတော်လိုင်းဖွေထိန်ချုပ်ထားတဲ့နေပြီတော်တော်များများနော်ဒီမျိုးတော်တော်ရခိုင်ပြီးပါမယ်ပေါ့နော်ဒီရှမ်းမြောက်ဒီစကန်ဒီဗမာပြည်အလေးပိုက်ထိပေါ့တော့တဘာဝတဲ့ငွေဖြတ်တော့ဖြတ်သွားတဲ့အဲ့ gas ပိုက်လိုက်တဲ့တော်တော်များများနေရနေပါတော်တိုင်းအဖွေတွေကထိန်ထားတယ်အများကြီးရှိတယ်နော်ရခိုင်မှာဆိုလည်းအောက်ဖြစ်ကိုအေးကထိန်ထားတယ်ပြောလို့ရတယ် ဲ့လိုပဲအဲ့ကြောက်ပြီးတော့ထွက်သွားတဲ့လက်တစ်ချောင်းလုံးမှာလဲတော်လိုင်းအဖွဲ့တွေအများစုကတော်လိုင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တယ်ဒီတော့တရုတ်ကဒီလိုမျိုးပေါ့နော်ချေးဆက်ပြီးရင်စကားစားကိုထောက်ခံအားပေးပြီးရင်ဒီပြည်သူလူထုတက်ဖြတ်တန်တာကိုသူတို့ကလက်ခံပြီးဒီစကားတင်ပြပြီးကြိုးစားနေတယ်စကားစားအနာမြေဖို့အတွက်ထောက်ပံ့ပေးနေတယ်ဆိုလို့ရှိရင်အဲ့ဒီ gas pipeline တွေကိုတော်လိုင်းရဲ့အဖွဲ့တွေနဲ့ဘာလုပ်သင်းသလဲဆိုတော့ကြီးသိနေကျွန်တော် မစားတဲ့အမေသဲနဲ့ပဲဆိုပတ်သိရင်ပဲရမှာပဲဒီတဘာဝတိုက်ကူရရရငွေကြီးကြီးကြီးနဲ့သူတို့ဟာစက္ကစားထောင်တော့ပြအခုမြန်မာတိုင်းနိုင်ငံလုံးမှာကြီးလိုက်စက္ကစားဝင်ဝင်မရှိဘူးရခိုင်ပြည်သားရဲ့ဒီနေဆက်ကုန်သွယ်ဒီမှာလဲဝင်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 မရတော့ဘူးအေးရဲ့နေရာတွေချုပ်ခွေပြီးရင်အေးရဲ့ဝင်ဝင်ရတော့ပြီချမ်းပြောက်မှာဆိုလဲအဲ့လိုပဲနော်ဒီမဟာမင်းညိုတို့ရဲ့ထိချုပ်မှုဒီနေဆက်ကြီးကြောင့်ဝင်ဝင်ချမ်းပြောက်ကရတော့ဖြစ်တယ်နော်ကချင်ဘက်မှာလဲကချင်ကထိချုပ်ပြီးရဲ့အဲ့ဒီဝင်ဝင်တွေကိုကချင်ကရတော့တာဖြစ်တယ်ရှေ့မှာလဲအဲ့လိုပါပဲ နော်ကရရမှာလည်းဒီလိုပဲကရင်မှာပဲနင်းနေကြံတယ်ပေါ့နော်ဒါပေမဲ့ကရင်လည်းကိုယ်ဆက်လက်ကျိုးစားတယ်ပြီးအဲ့ဒီနေဆက်တွေကိုထိန်းချုပ်တော့ပြီဆိုကရင်ကလည်းနော်အဲ့ဒီနေဆက်ဒေသတွေကိုထိန်းချုပ်ပြီးရင်ဒီနေဆက်ကုန်သွယ်မှုတွေထိန်းချုပ်နိုင်ပြီဆိုလို့ရှိရင်အဲ့ဒီမှာလည်းသူဝင်ရောဆိုတော့အဲ့ဒီတော့စကားဆာရဲ့လက်ရှိဝင်ရောဘေးကဘာတစ်ခုရှိလဲဆိုတော့ရခိုင်ဒေသကရှိတဲ့တဘာဝဓာတ်ငွေတစ်ခုပဲရှိတယ်အဲ့တော့အဲ့ဒီတဘာဝဓာတ်ငွေကိုသူ့ကိုရရှိတဲ့ဝင်ငွေကိုမရရှိအောင်ကျွန်တော်ဖျက်တောင်းမှတလဲမှရှိတယ်တရုတ်နဲ့နှီးနိုင်လို့ရရင်ရ မရရင်တရုတ်ကိုအရာရာသင်ပြလို့ရရင်ရမရရင်ဒီဒီကကိုကျွန်တော်ဖောက်ခွေးရဖျက်ဆီးရဘာဖြစ်လဲဒီကရတဲ့ငွေချင်းတဲ့ကိုရုကိုဆက်နေတာအဲ့တော့ဒီကောင်တွေအသက်ဆက်ဖို့အတွက်ဒီငွေချင်းကိုကျွန်တော်ကပြလို့မရဘူးဖျက်ဆီးပြရမယ်ဒါကတော့လည်းဖွေးနေတဲ့ကောက်ကိုဖိပေါ်ပေါ်သဘောပေါက်လို့တယ်ဟာတရုတ်ဟာပိုက်ဖြစ်တော့ငါတို့တရုတ်ဟာကောက်ကိုရမယ်ဆိုတဲ့အစကလာမပြောနဲ့တနည်းတော့တင်းကြလိုက်တယ်နော်ဒီကင်းကြီးပြဘာမှရှိတဲ့ဒီကြက်ဖက်လုံးငယ်မှာ PDF တွေကနော်ဒီ ကြားဖြတ်လုပ်ငန်းတစ်ခုကိုကာကွယ်ပေးနေရဆိုတဲ့တည်နေကျွန်တော်ကြားလာရတယ်ပေါ့နော်အဲသူတို့ပူပေါင်းထားတဲ့ကရင်ဒီ DGPA ကရင်နဲ့ပူပေါင်းပြီးအဲ့ဒီသူတို့ကရင်တွေကအဲ့မှာသူတို့ကိုနေရာချပေးထားတယ်ပေါ့မင်းတို့ကာကွယ်စောင့်ချောက်ပါဆိုပြီးမင်းတို့ရဲ့စာဝတ်နေရွဲ့ဆိုပြီးတည်နေကြားလာတယ်ဟုတ်လားမဟုတ်လားကျွန်တော်ဒီကြားမသိဘူးဒါပေမဲ့ကြားလာတဲ့တုန်းပြောပြတာအဲ့တော့တချို့တော်လည်းအဖွေတွေကငွေကြီးကိုမြင်လာတဲ့အခါတော်လည်းကြီးကိုရောတော့ပြီးရင်အဲ့လိုဘယ်လိုပြောရမလဲနောက်လိုက်ခွေးပုံစံမျိုးနဲ့နော်ကျုံဘွားနဲ့ပေးတာယူတွေးတာစပုံစံမျိုးဖြစ်တော့တော့တွေးရတယ်ဒီတော့ ကိုတို့ကလည်းဒီလူကရတဲ့ငွေကြေးနဲ့သက်ဖြတ်နေတယ်ဆိုလို့ရှိရင်ဒီနေရာကိုကျွန်တော်တို့ကဖြက်ကိုဖြက်စီပြရမယ်ဖြက်စီဖို့အတွက်အဲ့ဒီရဲ့ပိုင်ရှင်ဖြစ်တဲ့နော်ဥမာပြအခုလွယ်ချင်းဝေထားတဲ့တရုတ်တရုတ်ကိုပြုတ်လို့ရရင်ရမရဖြက်ရမှာဒါဆိုငါတို့မြန်မာနိုင်ငံထဲမှာဖြစ်နေတာသူတို့နိုင်ငံထဲမှာသွားဖြစ်တာမဟုတ်ဘူးငါတို့ထိချုပ်တဲ့နေမြေမှာဖြစ်နေတဲ့အဲ့တော့မင်းတို့ကငါတို့လူမျိုးတွေကိုဒီလိုဒုက္ခပေးတာကိုဆက်လက်အားပေးထောက်ခံပြီးကူညီနေတယ်ဆိုရင်ငါတို့မင်းတို့ရဲ့စီးပွားရောအာမခံချက်ပေးနိုင်ဘူးတတိနေ့တချို့ချီမှာ ဒီစကားကိုပြောကိုပြောရပါပြောကိုပြေဆိုပြောသိနေပြီဖြစ်တယ်ကြောက်အဲကြောင့်ရခိုင်ပြည်သားမှာလက်ခကြောက်မှုမှာတိုက်ပွဲပြင်းထန်တယ်ဆိုတာဒီကိစ္စတွေပါတယ်အာခတ်တက်တဲ့ဝါတော့သူပြောပြီးသားတိုက်ခိုက်တပြင်းလုံးကိုသိမယ်ဆိုရင်ကြောက်မှုကိုသိပြီဆိုရင်တော့သူတို့ကတော့အဲ့ဒီမှာရရဲ့ထွက်လာတဲ့ကြောက်မှုရဲ့တဘာဝတန်ခွင့်ဟိုအေးအေးနဲ့တရုတ်ကစကားပြောရတော့မယ်မပြောလို့မရတော့ဘူးကိုကထိန်ချုပ်ပြီးဆိုကိုအဲကြောင့်အေးရချင်းချင်းပြောမယ်ဆိုရင်အဲ့ဒီရရမဲ့အဆုံးချုပ်မခံရှင်ဘူးပဲချင်းချင်းပြောဆို ်ဂက်စပိုင်လိုက်နဲ့ဖောက်ခွေလိုက်ပြီဆိုလို့ချင်းရင်ပြအဲ့ဒါတွေကိုအာဆုံးချုံမှုနဲ့အပြန်ပြင်ပြုလာမှတာအချင်းလေးဟုတ်လားစကားပြောရမှာလဲခက်တယ်ပေါ့နော်အဲ့တော့ချော့ချော့ချူချူနဲ့စကားပြောလို့ရအောင်ရဒီပိုင်လိုက်မှာထိန်းချုပ်ထားပြီးပြီအဲ့ဒါမင်းတို့လည်းရရှိတဲ့နော်ဒီကထွက်တဲ့တဘောနဲ့မင်းငွေကြီးကိုငါတို့လည်းဆွေးနေမလားမင်းတို့ဒီဒေတာမှာမထိန်းချုပ်နိုင်တဲ့စကားသမားဆွေးနေမလားဒီနဲ့လည်းမတော့ပါအဲ့တော့သူတို့ကမင်းတို့ဆင်းရဲမလို့ဦးနဲ့ဆက်ကစားနေတာဆာချုပ်ချုပ်တာဆိုရင်ဗျာကိုလိုလက်ထက်မှရှိတဲ့ကိုကြိုက်တာလုံးလို့ရပြီလေအဲ့တော့ A ကအဲ့ဒီစောက် လုံပတ်နေတယ်နောက်တစ်ခုကနောက်တစ်ခုသတင်းထွက်တာကဘာလဲဆိုတော့နော်စကားစကားနေပြီးရင်နော်ကျွန်တော်ကြားတဲ့သတင်းတစ်ခုပေါ့တိကျတာမကျတာမသိဘူးဒါကတော့ကြားတာကိုပြောပြတာအင်းအင်းနဲ့ဆွေးနွေးမယ်ဟုတ်ပြီမိရခင်ပြီလို့သင်ထားပြီဒါပေမဲ့ဒီတဘာဝဒံငွေရရတဲ့ငွေကြီးကိုတော့ငါတို့ကိုပေးပါမိရခင်ပြီကိုအုံချုပ်ပါဆိုပြီးလုံဖို့အတွက်သူတို့ဟာတရုတ်နဲ့စီးပွားရိုက်ထားတယ်လို့ကျွန်တော်သတင်းကြားတယ်ဒီတော့တရုတ်ကလည်းအဲ့ဒါကြောင့်ဟုတ်ပြီအဲ့လိုဆိုရင်မိရက တခါပြီးတော့ခုလိုမေးသိနှုတ်ချက်သိနေကိုပဲအုတ်ချွန်းရပြီဒီတဘာဝတန်းလေးကိုတော့ငါတို့လက်စက္ကစနဲ့အရင်ကလိုစာချုပ်ချုပ်တော့တဲ့ဒါကတော့ပြေမထိပါနဲ့မတိုးပါနဲ့မင်းနဲ့ပိုက်ဆံမှုမရှိဘူးပိုက်ချာမင်းနဲ့ဘာတမှုမလုပ်ပါနဲ့လို့ပြောလာလို့ရှိရင်အေအေကလက်ခံပါလားကိုတေတာကထွက်တဲ့တယံဇာတာကိုမင်းတို့ကခက်စောက်ခွင့်မရှိဘူးကိုအင်ကအင်ကထွက်တဲ့ရေတွင်းကရေကိုကိုမသောက်ခွင့်နဲ့သူများကလာတော့လို့ဆိုရင်ဒီအင်ရှိဘလို့ခံစားရမလဲ နော်အဲ့တော့ဒီလိုထွက်ဖြစ်လာအောင်တရုံနဲ့ခါကားစားနေပြီးလဲဝရိုက်ပြီးကျိုးစားတော့ကျွန်တော်တင်းတည်းကြားရတယ်ပေါ့နော်ဖဲလာမလားကျွန်တော်တင်းတည်းကိုတင်းကြားတာပြောပြတယ်အဲ့တော့တရုံကပြောတယ်ကပြောတယ်ညီလိုက်ဝရှိမှာမင်းရဖိန်ပင်လုံးကိုသိသိပြီးတော့ပြီဟုတ်ပြီအဲ့တော့မင်းလိုချင်တဲ့ကွန်ဖက်တက်ကိုလည်းရမယ်တိုးတော်လဲလက်ရှိငါတို့လုတ်ကိတ်နေစီပေါ်ကြီးပေါ့နော်ဒီတဘောချွေတဘောတဝင်းနဲ့နောက်ဆုံးဒီကြောက်စုရှူစီမံကိုပိုလမ်းမတွေကိုမင်းတို့အနောက်ချက်မပေးဖို့ဆိုရင်တော့ငါတို့ဘက်က လိုက်လျှော့မယ်ဆိုတဲ့စကားနဲ့လာမယ်အဲ့ဒီတော့ A ကအဲ့ဒါကိုဘယ်လိုလုပ်မလဲဒါကျွန်တော်တစ်ချက် A ကောက်ထုတ်နေနေတဲ့ဒီကပြည်သူလူထုနဲ့တော့ဒါလုံးဝလက်ခံလို့မရဘူးဘာဖြစ်လို့ဆိုတော့ကိုဒီတာထိပေးကိုဒီတာထွက်တရားဇာတ်ကိုပြည်ပြည်သူတွေအတွက်အဖုံရှားရမယ်အခုရခိုင်ပြည်သားမှလူတွေဘလောက်ထိငဲမွဲခောက်ပါနေလဲဆိုတာကိုနော်ရခိုင်လူတွေပဲသိတယ်အခြားလူတွေမသိဘူးရခိုင်ပြည်သားမှဘလောက်ထိဒုက္ခဆင်းရဲတွေရောက်နေတယ်ဆိုတာရခိုင်တွေပဲသိတယ်နော်အပြည့်လူတွေမသိဘူးအပြည့်မှာချိန်မိတ်ပြီး တချို့ကဘာမှမထွက်ပြထွက်ပြကြရင်ထွက်ပြတဲ့လူတွေကလည်းဟလာသူရဲ့ဒုက္ခတွေရှိတယ်သူတို့ရခိုင်ပြည်တွင်းမှာပုံပြီးဒုက္ခရောက်တယ်။ဘာပြောလဲရခိုင်ပြည်သားမှာလက်ရှိကုသရုပ်ဝေးကြီးကအရင်ကားလိုပေါ့နော်။ပြည်အဝမရှိရအတွက်နဲ့မရနိုင်တဲ့အတွက်နဲ့ပြည်သူလူထုကအလောက်ကိမ်ရှာပါမှုအကုသရုပ်ဝေးမရှိတော့အလောက်ကိမ်ရှာပါမှုနေပြီးလုံခြုံမှုနော်မရှိတဲ့အတွက်နဲ့မတည်ငြိမ်တဲ့အတွက်နဲ့ ဒီကိုယ်စီဝါရေးတွေလုံးဘူးတော့အခက်ခဲတွေရှိတယ်ဒီလိုအတွက်လူတွေကစာဝတ်နေကြက်တက်တက်တချို့ဆိုရင်ခင်ဗျားချင်းချင်းချင်းပြောမယ်ဆိုရင်အရန်ကိုကြက်တက်ပြီးဒုက္ခရောက်တဲ့လူတွေရှိတယ်တချို့ဆိုရင်အဲ့လိုဒုက္ခရောက်အားကြီးလို့နော်ကိုယ်သက်တော့ကိုယ်ကိုယ်သက်တော့ကိုယ်စတေးမန့်ဆိုတဲ့ဒုတိယတော့ဖြစ်တာကိုတွေးရတယ်ဒါပြုလဲလက်ရှိဖြစ်ပေနေတိုက်မြန်မာနိုင်ငံနဲ့ရခိုင်ဒေသတိုက်ပွဲတွေမှာတော်တိုင်းဖြစ်တဲ့နေပြည်တော်မှာရခိုင်ဒေသကဘယ်လောက်ထိကြက်တက်ဆုံးချောင်းချပြတာဖြစ်တယ်အဲ့တော့ အခါတတော်နေနဲ့ဒီလက်ရှိပေါ့နော်ဒီကရင်ချောင်းစီးပွားရေးဆုံးမော်တော်တို့မှာရှိရပါတော့ဒီအိန္ဒိယနဲ့ပတ်သက်တဲ့စီးပွားရေးဆုံးမှာဆိုရင်တချို့ကအိန္ဒိယကပိတဲ့တော်တဲ့ကိုကကိုလိုကဖွင့်ပြီးမှမတွက်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးဘင်္ဂလားမှာရှိတဲ့ဘင်္ဂလားနေဆက်မှာရှိတဲ့ကရင်ချောင်းစီးပွားရေးဆုံးတွေမှာပတ်သက်ဆိုရင်ပြည်သူလူထုငွေကြေးချက်တာတဲ့လူတွေပေါ့နော်အများကြီးစီးပွားလုပ်နေကြတယ်အဲ့လူတွေအတွက်နော်ဘယ်လိုပြောမလဲအသွားလာလေးတွေကိုနည်းနည်းကာကွယ်ပေးဖို့နောက်ပြီးဒီစီးပွားရေးနဲ့ပတ်သက်ပြီးဖွင့်ပေးဖို့လိုတယ်ဖွင့်ပေးစာဘာလဲဆိုတော့ဟုတ်လား လက်ရှိဒေတာပြင်မှာပြောဒီ save အခက်ခဲတွေရှိတယ်အဲ့ save အခက်ခဲတွေကိုဟလာဒီ save voice ဆိုတာတစ်စစ်ဝေပဲမဟုတ်ဘူးနော်ဒါလိုက်ကိုဝေဒါလိုက်ဝေခွင့်ရအောင်လဲနော် ULA နဲ့ဆော်ဖ်ဝဲပြဖို့လိုတယ်ပြည်တွင်းဒီနိုင်ငံဥပအိန္ဒိယဘင်္ဂလားဒေ့ရှ်ရဲ့ collusion ပစ္စည်းတွေကိုနော် collusion အနေနဲ့ collusion တလောက်ဝေနိုင်ဖို့လိုတယ်ကိုကငွေကြီးရှိတယ်ကိုဝေနိုင်တယ်ဆိုရင်ဒီအာခက်တဲ့တော့ခွင့်ပြုချက်ရဖို့လိုတယ် ခွင့်ပြုပေးဖို့လိုတယ်အဲ့လိုပဲဘင်္ဂလားဒေ့ရဲ့ပါတီဘင်္ဂလားနေရှားဆန်ဖွဲ့ကိုလည်းကိုယ်နဲ့နိုင်ငံဆက်ဆံရေးအားလားမှာကာလမှာပေါ့နော်ပြည်သူလူထုအတွက်ဒါတွေကိုလည်းရှားပြတ်ဖို့လိုတယ်ငါတို့ဒေသကလက်ရှိစီးပွားရေးရှင်တွေဒီဖြစ်တဲ့အတွက်နဲ့လွယ်လွယ်စွာကုန်ခွင့်ပေးဖို့ဥပမာပေါ့ဗျာအရင်ဆိုလို့ရှိရင်ဟိုဘင်္ဂလားနေပြီးစီတွေကျဲတော်တွေကိုသွင်းခွင့်မပြုဘင်္ဂလားကဒီခေတ်ဒီဝင်ဝင်ခွင့်မရဘူးသူတို့ဒေသမှာမလုပ်ရဘူးအဲ့အဲ့ပုံစံမျိုးတွေရှိတယ်နောက်တော့လုံးမရဘူးအခုဆိုလို့ရှိရင်လည်းအဲ့ဒီကဉ္ချီချောက်ကဉ္ချီချောက်စီးပွားရေးဆိုမှာပင်္ဂလာကပစ္စည်းလာပို့တယ်အဲ့လာပို့တဲ့ပစ္စည်းကိုပဲပြည်တွင်းကလူတွေကတော့ပို့ရတာတွေ့ရတယ် အဲ့တော့လာပူတဲ့ခါလေသူတို့ကသူတို့ကအထူးအကန့်တဲ့ဆိုတော့တောက်ထိနော်ပြည်တွင်းမှာဖုန်ဖုန်လုံးလုံးမရှိဘူးအိန္ဒိယဘာသွင်းရတဲ့ဆိုလဲအိန္ဒိယဘာလက်ကအရင်ဝင်းလုံးတဲ့အတွက်နဲ့ဟုတ်လားဒီလန်ဒီခီးမကောက်ရတဲ့ကိစ္စအဲ့တော့တချို့ကုန်တွေတွေပါဆိုရင်လဲဒီတော့လာရတဲ့ဒီကားတွေပါတယ်မရှိဘူးဗျာအဲ့တော့ကားတွေငှားတယ်ငှားဆိုတော့အဲ့ဒီကားတွေပို့ကားငှားတဲ့ကုန်ကုန်ကြဆက်ရတဲ့အရင်များတယ်နော်ဘာလို့လဲတော့ ချင်းချင်းပြောမယ်ဆိုပြအဲ့ဒီကုန်တင်တဲ့ကားတွေကအရင်နေလုံးနဲ့တက်နေလူတွေကလည်းရတဲ့ဟုတ်လားလက်ရှိစီးပွားသမားတွေကလည်းရတဲ့လကုန်တင်မဆိုတော့ကားတွေကပြိုင်ဆိုင်ခါကြအခုပြိုင်ဆိုင်ခါတော့အဲ့ဒီကားတွေကုန်ကားတွေရဲ့ဈေးနှုန်းကငှားခတရဲမှာတခါကောရင်သိန်း၁၀၀၂၀၀ကိုကမြဲမှာသိန်း၁၀၀၂၀၀တော့မရှိလားမသိဘူးကုန်ကားတစ်စီးကိုသိန်း၁၀၀၂၀၀ပေးရမယ်ဆိုလို့ရှိရင်နော်အဲ့ဒါဘာဖြစ်လဲဆိုတော့ကိုဒီသားမှာနော်ဒီစီးပွားရေးအတွက်လုံးဝလူတွေရှိသလောက်ဒီစီးပွားရေးလမ်းဒီ ဖွင့်ဒီဖွင့်ပြမှုနေပါလို့ဖြစ်တယ်အဲ့ဒါကိုတော့ UNA နေနဲ့နော်ပြည်သူလူထုအခြားပြဖို့လိုတယ်ကုံစင်းတော့အရင်ကြည့်တယ်ရခိုင်ပြည်မှာတချို့ကမသိဘူးကုံစင်းနေမကြမကြဘူးရခိုင်ပြည်ကုံစင်းတော့အရင်ကြည့်တယ်ရောင်းလို့အာနဲ့ဝေလို့အမဝေလို့အကအရင်များပြီးရောင်းလို့အကနေနေတော့နဲ့လူတွေကပြစ်စစ်တခုရပြီဆိုသူရငါရပြစ်စစ်တခုကလူအယောက်200လောက်ဝဲပြီးလူကြတော့ကုံစင်းတော့ဆွတ်တက်နေတယ်နော်တက်နေတယ်အဲ့ဒီတော့ဒါလေးတွေကိုကျွန်တော်ကကြည့်ဖို့လိုတယ်ဥပမာအဖြစ် ကိုမျိုးပြည်တွင်းမှာရှိတဲ့ပြည်သူလူထုတွေလွယ်လွယ်စွာဟုတ်လားငားစာငားချာချင်းဟုတ်လားတော်လာလုံချနေလို့ရအောင်ဆောင်ဆောင်ရပြရဆောင်ရပြရမယ်ဥမာပြတော်ထည့်တော်ပြီးဟင်းစားချမယ်မြစ်ထည်ချောင်းလေးမှာငားချာဖို့တော့လွယ်လွယ်စွာလုံဆောင်ပြရမယ်ဒါအနည်းဆုံးအစင်တော်ဒါကနောက်ထပ်ကုသရေးဝေးမှာလည်းအဲ့လိုပဲဟုတ်လားနေဆက်ခိတ်တွေမှာရှိတဲ့တဖက်နိုင်ငံလာပို့တဲ့ PC ကိုဝေတာထက်တဖက်နိုင်ငံတော့ရောက်ပြီးဝေဖို့အတွက်ခွေးရောက်လဲဆောင်ရွက်ပေးပါလေကျွန်တော်ဒါ UNL နဲ့ပတ်သက်ပြီးပြောပြတာဖြစ်တယ်ဒီတော့ပြောကြတယ် လက်ရှိညောင်ကျိုးသိပြီပေါ့နော်အေးနဲ့တပုတ်စုနဲ့ငိမ့်နေတယ်ငိမ့်နေတယ်ကွာအလုံးလုံးနေတယ်အဲ့ကျကျွန်တော်ပြောတာပဲအသံပြောက်တဲ့လူကအလုံးလုံးနေတယ်ဆိုခင်ဗျားသိဖို့လိုတယ်အသံပြောက်တော့တဲ့ဒီလူတွေငိမ့်သွားပြီလားဆိုတော့အသံတိတ်သွားပြီဆိုရင်သူတို့ကသူတို့ပလန်နဲ့သူတို့အလုံးလုံးနေကြတယ်နော်ကျွန်တော်တို့ကြည့်အလုံးလုံးနေတယ်ကိုမိသားစုတွေဝိုင်းတာအလုံးလုံးနေကြပြီဆိုလို့ချင်းကျွန်တော်လက်ကိုတက်ခွတွဲလို့မရဘူးအလုံးမတချိတဲ့ကိုယ်တွေပဲနော်ဥမာဒီနော် YouTube နဲ့ Facebook နဲ့နော်တီတိုးနဲ့ငွေချတဲ့လူတွေပဲ20နေရနိုင် ချင်းလာဖြစ်တယ်တကယ်တော့အလုံးသူအလုံးနဲ့သူလုံးတဲ့လူတွေကမတတ်နိုင်ဘူးလို့ထိနော်ရှားတဲ့တဲ့တဲ့ကိုလည်းမပြောအချင်းမတတ်နိုင်ဘူးခွဲလဲကိုရောမှာကိုမိသားစုတဲ့ကိုလုံးနေကြတာဖြစ်တဲ့အတွက်နဲ့ဒါလည်းအခုလည်းအဲ့လိုပဲလက်ရှိတော်လိုင်းရေးမှာနော်အခက်ခက်ဒီသားမှာအခက်တဲ့တော်လိုင်းတဲပုံစုတွေနော်ညောင်ကျိုးစကန်သိမ့်တယ်ဟိုတဲတဲ့ဆိုပေမဲ့နောက်ထပ်ညင်တာမဟုတ်ဘူးသူတို့အလုံးလုံးနေတယ်သူလုံးတဲ့အချင်းမတချင်းမှာဟာပြီးတော့ပြန်ပြီအလုတ်ကတိတ်တိတ်လုံးလုံးရရအလုံးရှိတယ်လို့ဟုတ်လားပေါ်ပေါ်ထင်တယ်လို့ရလုံးလုံးရရအလုံးတွေရှိပါတယ်ဒါကျွန်တော် ဒီလူတို့ကိုချပြတာဘာလို့လဲသူကရခိုင်ဒေသနဲ့ပတ်သက်ပြီးတတင်းနာဆွနေကြတယ်ဟာအရင်ကရခိုင်ကဟိုတင်းတင်းဆက်အခုအသက်နဲ့ငြိမ်ပြီးပါလားမငြိမ်ဘူးနော်ကြောက်ဖြစ်ပါဆိုခင်ဗျာကြည်လိုက်ရခိုင်မရှိကြောက်ဖြစ်ပါဆိုကြည့်ကြတိုင်းပဲဖြစ်နေစေရဆက်ဖြစ်တယ်စားစားကစားကလည်းလာဂျင်းနဲ့ပုံချတယ်ဒရုံနဲ့ပုံချတယ်လုံနေတယ်အဖြစ်လဲကြောက်ဖြူမျိုးရအခြေအနေကနော်ကိုးစေရခိုင်တော့ကိုးစင်းနဲ့၃၄ရခိုင်တော့အေးလက်ထက်ရောက်တော့တဲ့အတွက်နဲ့စားကစားဟာနော်ဒီမျိုးစုံနဲ့လက်ထက်မှာဆိုးတဲ့အတွက်နဲ့ခြေကုပ် ရဖို့အတွက်အနည်းလို့ဒုစရတာဖြစ်တယ်အဲ့တော့ guest တဘာဝ guest တက်စင်တဲ့နေရာမှာတော့တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်ဆာကစားတဲ့အဲ့ဒီနေရာပဲဖြစ်ဘာဘာဖြစ်ဖြစ်မချိုးဘူးဆိုပြီးပုံကြည့်ကြည့်တယ်နော်တရုတ်ရဲ့နော်ကြောက်ဖြူကထွက်တဲ့ guest တက်စင်တဲ့နေရာကိုတော့ကြောက်ဆာကစားပုံကြည့်တာနော်တိုက်ပွဲတွေပြင်းနေတော့တဲ့အဲ့ဒီတော့ခက်ပြီးဖြစ်လာမဲ့အခြေအနေတွေကိုကျွန်တော် ပြောပြဖြစ်တယ်အဲ့ဒီခက်ကစားမှာဖြစ်လာမဲ့တိုက်ပွဲတွေကဖြစ်ဖြစ်နဲ့မှန်မှန်တော်ပြီးရင်တော်လည်ရေးအတွက်အထောက်အပံ့ပြုမဲ့ တိုက်ပွေးနေတာဖြစ်တယ်။ဘာဖြစ်တိုက်ပွေးတိုက်ပွေးဆိုတော့ဖြစ်ဖြစ်နဲ့မှန်မှန်သွားတယ်။ဒီဖက်မှာလည်းတော်လည်းရဖွင့်တယ်ပူပေါင်းပြီးတော်လည်းရဖွင့်တယ်လိုတဲ့အချက်တွေကိုဆောင်ရွက်ပေးနေအောင်ကျွန်တော်တွင်းနေရတယ်။အဲဒါကြောင့်မခွေးတိုင်းနော်အေယာဗဒီတိုင်းညောင်လေးပင်ဟာအဲ့ဖက်ကိုစုံစစ်တာဒါပေမဲ့အခုအများပြောသူတို့ပေါ့ဗျာညောင်ကျိုးဝရကြီးမှဒီအေနဲ့တက်ပုတ်ဆိုတော့ရဲနေတယ်ဆိုတာရဲနေတာမဟုတ်ပါဘူးနော်။သူ့ဟာနဲ့သူအဖန်ခြေတန်လုံလုံနဲ့တွောနေတာလို့ကျွန်တော်ပြောချင်ပါတယ်။ တရင်နေဖက်မှာကြရဖက်မှာဟလာမိုးပြိုးမိုးပြိုးဖွေခုံလို့ဟလာလွယ်ကောမှာတိုက်ပွဲတွေပြင်းထန်ပြီးစားကားစားအဖေပြောက်တွေများနေတယ်အဲ့လိုပဲအဖေတွေစိတ်မထွက်ဘူးခုတရင်နေတယ်အရင်ကဟလာဒီမာဝီတို့နော်ဝူဝါဝါထားထွက်ခဲ့တယ်နော်ထားထွက်ပြီးရင်အဲ့ဒီလွယ်ကောတင်းတိုက်ပွဲမှာတော်တော်များများကြာသွားတယ်ပြန်ငင်သွားတယ်နော်အခုသူတို့သဘောပေါက်သွားပြီတော်နေရင်တိုက်ပွဲရအရသာကိုသူသီးသွားတယ်တိုက်ပွဲရဆုံးဖြတ်ချက်တွေကိုဘယ်လိုလုပ်လို့သူသီးသွားအခုအဲ့လိုအဖေမထွက်တော့ဘူးနော်အရင်ဆိုတော့ဟလား အပင်ထွက်တဲ့အတွက်ပြည်သူကလည်းအာဘူးမသိဘာမသိဒီမှာအဖေပြောက်ဘလောက်မရသူမသိဘူးနော်ဘလောက်တိတိကောင်းနေသူမသိဘူးအာမြေကလည်းပြားရင်မဘူးဘောထားလုပ်တယ်အခုသဘောပေါက်တော့ပြီတော်လန်ကြီးရအရာတောင်ဆိုကေရေဝကြီးအရှင်ကိုကြီးခင်ဗျားတို့နော်လောက်တာပဲပြားတယ်နောက်ကအောက်ကဘာလို့ပြားတော့မပြားတော့အေးအေးသွားနေတယ်သူရဲ့ပလန်တိုက်သွားနေတယ်နော်အခုလည်းကရင်နီနဲ့အဲ့လိုပဲအဲ့လိုသွားနေတယ်ရှင်းစီပြီးတဲ့အဲ့လိုသွားနေတယ်နော်ရခိုင်မအေးအေးလည်းအဲ့လိုသွားနေတယ်ဟာ တချို့ကရင်ဘက်မှာရှိတဲ့ကရင်တိုက်ပုတ်စုတွေတော့နော်သူကလည်းသူကလည်းဒီစကန်တွေကိုသိမ့်ပြီးတွန့်ကြရအောင်တွေးရတယ်အဲ့တော့စာကစားလက်ရှိဘာဖြစ်လဲဆိုတော့သူ့မှာအင်အားရဖို့အတွက်ပြည်သူလူထုကိုစေရင်ဖို့အင်အားမရှိတဲ့အတွက်ဘာလို့လဲအကျဉ်ဖက်မှုတွေနဲ့ဆက်ပြီးဆော်ရတာဖြစ်တဲ့အဲ့တော့သူ့စီကလူတယောက်ကြက်သေးသွားပြီဥပရေကဘာဘာဘိုးချိုးတယောက်ဘိုးချိုးဟုတ်တယောက်ပြေးပြေးသက်ပြိုက်တယ်ဆိုတာနဲ့ဘလို့လိုရတယ်လဲ ဟာဘာမှမဆက်တဲ့လူတွေကိုပြတ်တယ်ဘာမှမဆက်တဲ့လူတွေကိုသဲပြတ်ပြီးဟုတ်လားဒီပြည်သူလူထုကအနိုင်ကျင့်တယ်ဆိုပြီးဖွာတယ်အဲ့ဒီတော့ဒီကောင်ကစစ်တဲ့ကောင်လေစစ်တဲ့လက်ချိတဲ့စစ်တဲ့ဒီဟိုမှာဒီတင်းတဲ့ကျောင်းမှာကျောင်းလုံးနေတဲ့ကောင်တာဝန်ထက်ဆောင်နေတဲ့ကောင်အဟုတ်ဆိုပေမဲ့ကျောင်းစစာပြနေတဲ့ကောင်တင်းနဲ့ပူချနေတဲ့ကောင်တစစ်တဲ့ကောင်ပဲသဲရမှာပဲဟုတ်တယ်မလားသဲရမှာပဲမင်းတို့တော့ပြည်သူလူထုဘာမှမဆက်ညာမဆက်လမ်းမှာသွားတဲ့ပြည်သူလူထုကိုမတရားသက်ပြအနိုင်ကျင့်ကလေးတွေငရရှိနေရတဲ့ဘုံကြီးအသက်ကြီးရွေးချင်ရွာတွေဘုံကြီးမိချိုးသက်ဖြက်လုံးခေတာလုံးနေတာပဲ ။အဲ့ဒီတော့မင်းတို့ရဲ့ဒေါက်တိုက်တွေကိုဆက်တဲ့ဆိုတာဒါပေါ်ပါလေးမရှိသေးတယ်။လာအောင်မှာမင်းတို့မယုံမရှိနဲ့မင်းတို့ကအရင်ပြောပြီးပြီ။တကြည်ဦးတော့ကြိုးဆိုးတော့ကြုံမျိုးမီးတော့ဇော်ပိုးဟိတော့မပူတူမာတော့အများကြီးလာအောင်မှာမင်းတို့သူတို့မိသားစုနဲ့ပတ်သက်တဲ့ဟုတ်လား။ငါမရရင်တွင်းကိုဖျက်မယ်ဆိုတဲ့အခုပလန်အခုမှတဲပေါင်းစုဒီတော်လိုင်းဖွေချာတာအရင်ကမချဘူး။အာမိသားစုနဲ့မဆိုင်ဘူးမိသားစုဆိုသူရဲ့ကောင်းကြီးတွေပေါ့ဗျာဟုတ်ပါလို့ပြောအောင်မလဲဟုတ်လား။ဒီဂရုဏာရှင်ကြီးတွေလောက်ကြရဲအခုမရတော့ဘူး။ အခုအဲ့ဂယုနာရှင်ကြီးတဲ့ဂယုနာတွေပြောက်ကုန်ပြီအေးတမိမရရအမေဖက်သားမရရဖေဖက်ဆိုတဲ့ပုံစံမျိုးနဲ့အခုလုတ်ပြီအဲ့တော့စကားဆမ်းမရဲ့လော်ဘီတွေကိုလည်းကျွန်တော်တနာတယ်ဆိုတာသူတို့ကလည်းမိသားစုတွေကိုတလားဟိုချောင်းကိုပို့ရဒီချောင်းကိုပို့ရမိသားစုတွေကိုလည်းလုံချုံမှုမရှိတော့ဘူးဘင်းနေဘင်းနေများလူစိမ့်တောက်မြင်ဟေးအဲ့ဒါတော်တယ်ဖွေးရကုန်လား PDF ကုန်လားငါတို့မြဖဲမလားကြောက်လန့်ပြအပြင်းနဲ့မထွက်ရဘူးနော်ဘူးတယ်လားဆိုလို့ချီလိုက်အမခင်ကြီးတွေအပြင်းမထွက်ရဘူးနော်အဲ့ဒီတော့တိတ်မကြခင်ကာလမှာ မြန်မာနိုင်ငံမှာရှိတဲ့မန္တလေးလေတဲ့တတောင်းလေတဲ့ပေါ့နော်တတောင်းကုန်းလေတဲ့ဒီမတူလားမသိဘူးနော်မခွေးလေတဲ့မိချိလာလေတဲ့ရန်ကုန်လေတဲ့ဒီမှာပြင်းထန်စွာပေါက်ကွင်းမှုတွေနဲ့ကြားရမှာဖြစ်ပါတယ်ဒါကျွန်တော်ပြည်သူလူထုတွေတခြားပြတာဖြစ်ပါတယ်အဲ့လိုပဲစကားစားထောက်ခံနေတဲ့ကျော်မျိုးမင်းကျော်စိုးဦးသဇင်ဦးဇော်ဘိုဟင်းပူတူမဒီအောင်မင်းအပါဝင်ပေါ့နော်အဲ့ဒီကောင်လေးဒီမိုးဟင်းတို့ကအစပေါ့နော် မကြခင်ရှင်တိမှာသူတို့ရဲ့အနာဂတ်တွေ ဘသူတက်ထစ်မှာရောက်မယ်ဘသူလူကဆုံးဖြတ်ပေးမယ်ဆိုတော့ခင်ဗျားတို့ပြည်သူလူထုနဲ့တီးရမှာဖြစ်ပါတယ်။ဒါကျွန်တော်လမ်းကြုံလေးလေးခဏလာပြောတာဒီနေ့ကျွန်တော်အလုပ်လုပ်အားရတွင်းနဲ့နော်နောက်ထပ်သတင်းထူးလေးရှိရင်လည်းခြားပြတ်မှာဖြစ်ပါတယ်။သို့တော်လည်းစင်မကောဇာတစ်ချက်ကကျွန်တော်တို့ရခိုင်ပြည်သားနဲ့ပတ်သက်ရောနော်စင်မကောဇာတစ်ချက်ရခိုင်ပြည်သားမှာကကျွန်တော်တို့ဒီငွေကြေးကလည်းပေါ့နော်မလွေဘူး။အရန်ကိုခြားရခက်တယ်အဲ့လိုပဲပြည်သူလူထုကလည်းအရန်ကိုဆင်းရဲဒုက္ခရောက်တဲ့တွေ့တယ်။ဥပမာပြည်ထစ်မှာကြီးမယ်ဆိုလို့ရှိပါတော့နော်လက်ရှိမှာပြည်မဖတ်ကြီးမယ်ဆိုရင်ပြည်မဖတ်မှာကပါအနေနဲ့အများ ဘာဖြစ်ဆိုဆိုနော်ဒုက္ခရောက်ကြတဲ့ချင်းဒုက္ခရောက်တာရှင်းအတူတူတော့သူတို့ကခံပြောတယ်ဗျနော်နောက်ကပဲပို့ပေးမဲ့လူတွေကူညီပေးမဲ့လူတွေအများကြီးရှိတယ်ကျွန်တော်ရခိုင်ဒေသမှာကျတော့နော်ကိုဟောကိုတော့မကူနိုင်ဘူးဗျာအခုဒေသတော့ကိုမကူနိုင်ဘူးဖြစ်နေတဲ့ဒုက္ခတွေရောက်ကြတယ်ဘာပြောလဲပြည်သူလူထုကအဆမဆင်းရဲတဲ့လူတွေခင်ဗျာဒါမှအရင်ဆင်းရဲတယ်နိုင်ငံတော်မှာရောက်နေတဲ့လူကြတော့လေကိုဒေသဝေဝေလွှေ့ဝေကြီးလွှေ့ဖို့တော့အရင်ခက်ခဲလွှေ့လိုက်တဲ့ဝေကြီးကအရင်ကလို့ဟုတ်လားဥပမာ ငါရောနေတော့စေသိန်းထွေးလိုက်ပါလေဆိုရင်အာဒါဆိုသူက3လေးကားလားသုံးလို့ရဆိုအခုပြငွေစေသိန်းနှစ်လားတော့မရဘူးတဲ့အဲ့တော့ပြဒီကနိုင်ငံချက်ကငွေချရတဲ့လူတွေကလည်းခပြတကယ်ကိုခက်ခက်ကြုံနေကျွန်တော်တို့ကလည်းနော်ကိုယ်ကလည်းပြမိသားစုတွေနဲ့ဟုတ်လားကိုယ်ကလည်းပြးပြးရတဲ့ပိုက်ဆံကိုကခုရစူပီကာရကိုပါတုံးတာချုံတာချီသေးတယ်မိသားစုတွေအဲ့တော့ဟိုဘက်ကကျတော့မိသားစုတွေကျတော့လဲခပြငဲလူလူမွဲလူလူတွေဖြစ်နေချက်တော့ကိုကလည်းဟာဒါလေးတက်နိုင်ပါရဲ့ပူလိုက်တယ်ပူရတဲ့ပိုက်ဆံက ကြည့်မယ်ဆိုရင်တော့ဗျာဟုတ်လားကိုသိန်းစီသိန်းဆိုတာမနေတဲ့ပိုက်စင်ပဲဘာဖြစ်လဲအစိုးရဝန်ထမ်းတယောက်တောင်နှစ်သိန်းခွဲလောက်ပဲရတဲ့အချိန်မှာကိုသိန်းစီသိန်းဆိုတာမနေဘူးဒါပေမဲ့အဲ့ကိုသိန်းစီသိန်းကရခိုင်ပြည်နယ်ပတ်သက်တဲ့ခါနှစ်လားတော့မစားဘူးဗျာဒါချို့လို့တော့ဝေလိုအားနဲ့ရုပ်လိုအားကွာချက်ချက်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်ခိုင်အခက်တက်တော်နဲ့ပေါ့နော် UL နဲ့ပတ်သက်တဲ့ဖွင့်စည်းတွေကိုကျွန်တော်ပြောချင်တာဝေလိုအားနဲ့ရုပ်လိုအားပြားနေဘာလို့ရမလဲဆိုတော့တက်တော်တဲ့အနေနဲ့လေဟုတ်လားဒီကျွန်တော်တို့နော်ဒီဟိုဘောဒီ နိုင်ငံကစစ်တပ်တွေမှလည်းပိုးပါရအများပြည်သူတက်တာချုပ်ချွေးဆိုတဲ့ဟုတ်လားဒီရောက်ဝယ်ဖောက်ကွက်မှုတွေကိုတိတက်ကွန်မြူနီဖွင့်ပြီးလောကမှာလုံသိနေတယ်လို့ကျွန်တော်အကြံပေးချင်တယ်ပေါ့နော်ကြံပေးချင်တယ်ဟုတ်လားပြည်စီကိုကိုယ်စီကလိုတဲ့လောက်ဝင်နိုင်အောင်ပြည်သူလူထုတွေကြိုက်လိုတဲ့လောက်ဝင်နိုင်အောင်ကိုရိုကလည်းတစ်ဖက်နိုင်ငံနဲ့ပတ်ဝန်းကျင်ကိုကိုရိုရဲ့ဥမာပြောမယ်ဒိုင်ပုံစံမျိုးပေါ့နော်ဒီဘယ်နဲ့ပွင့်ရုံပုံစံမျိုးပါပစ္စည်းတွေကိုအလုံးလောက်ထားပေးနိုင်ဖို့လို့ဒါမှလည်းဒါကလည်းတက်တော်အတွက်เนาะအခွင့်ရရသလိုเนาะ လေပတ်နိုင်ဖို့အခွင့်အခါရသလိုပြည်သူလူထုတွေလည်းလာတက်တက်ချောက်ရှင်းနိုင်ဖို့တော့ကျွန်တော်အချက်မြင်တယ်အဲ့လိုပဲဒီလမ်းပေးဆက်သွေးတွေမှာလည်းပေါ့နော်ဒီစီပေါ်ရေးသမားတွေအတွက်အသက်လုံခြုံရေးတဲ့အာမခန့်ချက်တွေကိုလည်းဒါကုညီဆောင်ရွက်ပေးဖို့အတွက်လိုတယ်လို့ကျွန်တော်အချက်ပေးရင်းနဲ့ဒီနေ့တော့အားလုံးကိုအဆင်ပြေကြပါစေ